ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Fiverr အကြောင်းနည်းနည်းလေး show လိုက်အောင်ကျွန်တော်ရင်းနေဗီဒီယိုတွေမှာဆိုလို့ရှိရင်ကျွန်တော် Upwork အကြောင်း Fiverr အကြောင်းတွေပြောထားတာတွေလည်းရှိပါတယ်เนาะဒီလိုမှာတော့ကျွန်တော် Fiverr နဲ့ပတ်သက်တဲ့ဟာလေးနည်းနည်းအစလေးပါအနည်းနည်းလေးပြောချင်တယ်ပေါ့လေဘာလို့လဲဆိုတော့ကျွန်တော် freelance လုပ်လို့ရတဲ့ website တွေဟာအများကြီးရှိပါတယ်တကယ်တော့เนาะအဲ့ဒါမှာကျွန်တော်တို့နိုင်ငံသားတွေအတွက်ကျွန်တော်တို့အတွက်အဆင်ပြေတဲ့ website တွေတဲကတခုဖြစ်တဲ့ဒီ Fiverr ကိုလည်းဒါအသေးစိတ်ကျွန်တော်ဗီဒီယိုတစ်ခုချင်းစီလုပ်ပြီးတော့ကျွန်တော်ပြောသွားအောင်မှာဖြစ်ပါတယ် ီဗီဒီယိုလေးတော့အစားပြုတဲ့သဘောလေးပါအဲ့ဒါမှလည်းကျွန်တော်လေးလုံးဖြစ်တာအဲ့တော့ Fiverr ကကျွန်တော်တို့ချာ freelance website တွေနဲ့ကျွန်တော်တို့မတူတဲ့ချက်လေးကသူကပါလဲဆိုတော့ကျွန်တော်တို့ gig လေးတွေဖန်တီးပြီးတော့ကိုယ့်ရဲ့ service တွေကို gig လေးတွေဖန်တီးပြီးတော့ကျွန်တော်တို့ဟိုချပြထားရတာဖြစ်တယ်အဲ့ဒီ gig လေးတွေကနေတစင် client တွေ buyers တွေကလာပြီးတော့ကိုယ့်ဆက်သွယ်ပြီးတော့မှကိုယ့်ရဲ့ service ကိုဝယ်တယ်ပေါ့လေအဲ့တော့ကျွန်တော် profile ကိုတက်ကြည့်မယ်နော်တက်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဖန်တီးထားတဲ့ gig လေးတွေအများကြီးရှိတယ်ပေါ့လေ ဒါကတော့ level ပုံမူတည်ပြီးတော့ fancy လို့ရတဲ့ gig ယူတဲ့ကလည်း kwa chara ပေါ့အဲ့တော့ကျွန်တော် fancy ထားတဲ့ gig လေးတွေကဒီလိုမျိုး translation တို့ဆို translation နဲ့ပတ်သက်တဲ့ဟာလေးပေါ့ design နဲ့ပတ်သက်တဲ့ဟာလေးပေါ့ data entry နဲ့ပတ်သက်တဲ့ဟာလေးဒါမျိုးလေးတွေကိုကကိုရဲ့ profile မှာဒီ a gig လေးတွေ fancy ထားရတာပေါ့လေအဲအဲ့ဒီ gig လေးတွေကနေပြီးမှတစဉ်ဒီ client တွေဒီ gig လေးတွေက client တွေကိုပြပြတော့ပေါ့နော်ရှာ service ကိုရှာတဲ့လူတွေဒီကို ဒါပြပေးတာဖြစ်တယ်။ Via Radio ကိုပြပေးတာဖြစ်တယ်ပေါ့။သူရအသက်ချက်ကဘာလဲဆိုတော့ဒီ gig လေးတွေထဲမှာကျွန်တော်တို့ထည့်ထားတဲ့အချက်လက်လေးတွေပေါ့။မူတည်ပြီးတော့ကိုယ့်ရဲ့ဝင်ဝင်ဆောင်မှုခြာနေတဲ့လူတွေဒီကိုဒါအရောက်ပြပေးတာဖြစ်တယ်ပေါ့။အဲ့ဒီကနေမှတစ်ဆင့်အဲကျွန်တော်တို့ကိုဆက်သွယ်လာပြီးတော့မှ order တစ်ခုဖန်တီးပြီးတော့ Via နေပြီးတော့ကျွန်တော်တို့ဒီ service ကိုဝေရတဲ့သဘောပေါ့လေ။အဲ့တော့ Upwork တုန်းနဲ့မတူတာက Upwork ကတော့ကျွန်တော်တို့ job post တွေ client တွေအတင်များတာပေါ့။ Fiverr မှာကတော့ဒီလိုမျိုး gig လေးတွေ gig လေးတွေ free freelancer တွေကဒီ ချပြထားရတဲ့ပုံမှာဝယ်တဲ့သူတွေကကြည့်ပြီးတော့ကိုကြိုက်တဲ့ service ရှိတဲ့သူကိုလူစီကနေဒီ gig လေးတွေကနေတစင်ဝယ်ရတဲ့သဘောတရားလေးရှိတာပေါ့အဲ့တော့ဒီကောင်ရဲ့အားသချက်ကဘာလဲဆိုရင်ဥပမာကျွန်တော်ဒီ translate လုပ်တဲ့ gig လေးတစ်ခုကျွန်တော် ပြရမယ်ဆိုလို့ရှိရင် price လေးတွေထည့်ထားတာရှိတယ် description လေးထည့်ထားတာရှိတယ် key keywords တွေ quiz skill တွေကိုထည့်ထားတာတွေရှိမယ် အပြင်ဒီ gig လေးကြောင်းအပြင်ပုံလေးထည့်လို့ရမယ်ဗီဒီယိုလေးတွေထည့်လို့ရမယ်ဈေးနှုန်းဆိုလဲ၃မျိုးခွဲပြီးတော့မှရှင်ပြထားလို့ရမှာ၄ရှိတယ်ပြီးတော့မေးတဲ့မေးခွန်းလေးတွေကိုကချပြထားလို့ရတယ်ဗောလေအဲ့လိုမျိုးတွေရှိတယ်အဲ့တော့အဲ့ကောင်ရဲ့အားသက်ချက်ကဘာရောဆိုတော့ service ချနေတဲ့ buyer client တွေစီကိုတိုက်ရိုက်ရောင်းနိုင်တဲ့အင်အားပို့ပြီးတော့ chance များတာဗောလေ awareness ဆိုလို့ရှင် awareness ဆိုတာကတော့ကျွန်တော်တို့က client တွေနဲ့အလုပ်တွေပေါ်မှာကျွန်တော်တို့ live ရှောက်ရတဲ့သဘောတရားကပို့များတာဗောဒီမှာတော့ကို gig လေးတစ်ခုကောင်းကောင်းဖန်တီးထားနိုင်လို့ရှင် client ကို ြပေးပြီး client စိတ်ဝင်စားမှုရအောင်ကိုကတော့လှုပ်ထားရမှာပေါ့ visual ဘိုင်းရောအရေးသားဘိုင်းရောပေါ့လေနော် gear site နဲ့တခြားလေးဖန်တီးထားမယ်ဆိုလို့ရှင် client နေစီကိုဒီ fiber မှာတော့ virus တွေစီကိုကျွန်တော်တို့ပို့ပြီးတော့ရောက်တဲ့သဘောတရားလေးရှိတာပေါ့ကျွန်တော်တို့ကသူတို့ဆက်သွယ်လာတာကိုစောင့်ရုံပဲပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ git ကို client ကဝင်ကြည့်လိုက်မယ်ဆိုတော့လည်းဒီမှာ contact me ဆိုပြီးတော့ကျွန်တော်တို့ဆက်သွယ်လို့ရတဲ့ button လေးတစ်ခုပေးထားတာပေါ့လေပြောပြတာเนาะ freelance website တော်တော်များများကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် client နဲ့ freelancer ကြားမှာ ငွေကြီးဘိုင်းဆိုင်ရာမှာအာမခံချက်ပေးထားတဲ့တပ်ပါတီတခုပဲဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့အဲ့တော့ app ကိုကြည့်လို့ရှင်လဲအဲ့လိုပဲ client ကကျွန်တော်တို့အလုပ်ခိုင်းတော့မယ်ဆိုလို့ရှင် contract ချုပ်ရတယ်ပေါ့လေအဲ့ contract ထဲမှာ client ကကျွန်တော်နဲ့သူနဲ့သဘောတူထားတဲ့ဒေါ်လာတရားတန်းအလုပ်တစ်ခုဆိုရင်သူဒေါ်လာတရားကို app ကိုပေးထားရတယ်ပေါ့အဲ့ဒီလိုပေးထားပြီးပြီလို့ကျွန်တော်အကြောင်းကြားမှသာလင်ကျွန်တော်ကအလုပ်လုပ်ရမှာဖြစ်တယ်အဲ့ဒီအချိန်မှာ ငွေဒီအပွားမှာပဲရှိတယ်ပေါ့အဲကျွန်တော်လောလောပြီးပြီးဆိုပြီးတော့ client ဘက်ကိုကျွန်တော်လှုပ်ပို့ပြီးပြီးဆိုမှသာလျှင်ဒီငွေကအပွားကနေတစင်ကျွန်တော်စီကိုရောက်တာဖြစ်တယ်ဂျာထဲမှာအလုပ်ဒီငွေကြီးကိုဂျာထဲမှာအပွားကအမခံထားတဲ့သဘောပေါ့ဒီလိုပဲ fiber မှာလည်းအဲ့လိုပဲပေါ့ဒီ order လေးကိုသူလက်ခံလိုက်တာနဲ့သူကငွေကဒီ fiber ကိုငွေသွင်းလိုက်ရတဲ့သဘောပါပဲအဲ့ဒီငွေကို fiber ကထိန်းထားမယ်ကျွန်တော်အလုပ်ပြီးတဲ့အခါမှာကျွန်တော် deliver လုပ်ပြီးတော့ ਨੇ အဲ့ဒီငွေဒီကျွန်တော်စီကိုရောက်လာတဲ့သဘောပေါ့ freelance website တွေဒီကျွန်တော်တို့ ਨੇ ကျွန်တော်တို့အလုပ်ရှင်နေတဲ့ဂျာထဲမှာ ပေးမယ့်နဲ့ပတ်သက်လို့ယုံကြည်မှုတစ်ခုကိုအခြေခံပြီးတော့မှပေးရစားဖြစ်ပေါ့လीနော် Fiverr မှာကခုနပြောသလိုပဲကျွန်တော်ဒါ Fiverr ကြောင်းပြောနေဖြစ်တော့ Fiverr မှာတော့အော်ကျွန်တော်တို့ရဲ့ဒီ gig လေးတွေဖန်တီးပြီးတော့မှ client တွေကိုရောက်အောင်လုပ်ရတဲ့သဘောတရားရှိတယ်။အဲ့ဒီ gig လေးတွေရဲ့ဒီ performance တွေလေ့လာမယ်ကိုယ့်ရဲ့ဝင်ငွေတွေ analysis လုပ်တာတွေ Appian Go gig တွေ promote လုပ်လို့ရတာတွေလေ့တာတော့ဒါကျွန်တော် gig ကိုခုဒီကနေကျွန်တော်တို့ဟောဒါ Facebook နော် LinkedIn Twitter စသဖြင့် အဲကိုကိုရဲ့ git ကိုမျှဝေလို့ရတာလေးတွေလည်းရှိတာပေါ့လေအဲ့ဒီကနေမှတစင် client ထက်ရှားပြီးတော့မှလုံးလုံးလို့လည်းရတယ်ပေါ့တချို့ Fiverr မှာအဲမရှိသေးတဲ့ client ကိုလည်းတကယ်လို့နိုင်ငံခြားကိုအသည့်တယောက်ကကိုခိုင်းနေတယ်ဆိုရင်တော့မှ DK ကလေးတွေဖန်တီးပြီးတော့ခင်ဗျားဒီမှာကျွန်တော်တို့ဒီကနေ့ပတ်စံပေးဆိုတာမျိုးပြောလို့ရတာမျိုးပေါ့နော်အလိုလေးတွေရှိတယ်ပေါ့အော်အဲ့ဒါတော့ Fiverr နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါပေးအဲဒီအလုံးလုံးပုံလေးကိုအချင်းချင်းလေးကျွန်တော်ပြောပြတာပါကျွန်တော်တို့ကဒီလို gig လေးတွေဖန်တီးမယ် client ကဒီဒီလိုမျိုး service ကိုလိုက်ရှာတဲ့ client ကကျွန်တော်တို့ git ကိုတွေ့မယ်ကျွန်တော်တို့ဒီမှာဆက်သွယ်လာမယ်အဲ့တော့ဆက်သွယ်တော့ message ပေါက်ပွင့်တယ်ပေါ့လေကျွန်တော်တို့ဆက်သွယ်လာတာနဲ့ကျွန်တော်တို့နဲ့သူနဲ့ပြောဆိုရမယ်ဒီ message ပေါက်ဟောပွင့်လာမယ်အပွင့်လာပြီးမှသူနဲ့ကိုယ်နဲ့ပြောဆိုပြီးတော့ orally ဖန်တီးပြီးတော့ဒီ orals orally တစ်ချက်ပြမယ် oral ကျွန်တော်လောလောဆယ်မှာတော့ကျွန်တော် active မရှိဘူးပေါ့လေအဲဒီမှာဒီမှာကြည့်လိုက်လို့ရှိရင်လည်း active ရှိမယ် late ဖြစ်တာရှိမယ် delivery ရှိမယ် complete နော် cancel ဖြစ်တာရှိမယ်အဲ့လိုမျိုးရှိတယ် ဆိုတော့ကျွန်တော်တို့ကဒီ order တစ်ခုရပြီကိုကဒီ client နဲ့ဘောဒီညီလို့ order တစ်ခုရပြီ edit ထဲကိုဝင်တယ်အဲ့တော့ပြီးလို့ကျွန်တော်တို့ကအဲနှစ်ရက်အတွင်းပြီးရမယ်ဆိုရင်နောက်ကျနေဒီ late ထဲမှာရောက်နေတယ်အဲ့တော့ပြီးလို့ကျွန်တော်တို့အလုပ်ပြီးလို့ deliver ဒါဒါဒါနောက်မကြောက်ဘူးဆိုရင်တော့ကိုက deliver ဆိုဒီလိုင်းမတိုင်ခင်လုံနိုင်နေဆိုရင် delivery ကိုဝင်သွားမယ်ပြီးတော့ ਨੇ complete တွေကိုရောက်လာတာဖြစ်တယ် complete တွေရောက်လာရင်ဒီငွေတွေကကိုရဲ့ဒီ any နဲ့ကိုဝင်လာမှာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဒီကိုရဲ့ any ကိုကျွန်တော် ထုတ်လို့ရတယ် အနေထားဖြစ်သွားပြီပေါ့ကျွန်တော် withdraw လုပ်လို့ရမယ်နော် withdraw လုပ်လို့ရပါမယ်အနေထားဖြစ်တယ်ပေါ့အဲ့တော့လောလောဆယ်တော့ကျွန်တော်မထုတ်သေးဘူးပြပြင်းလို့အရင်ငွေပေါ့တယ်မထုတ်သေးဘူးအဲ့တော့ပြောချင်တာက Fiverr ဒီလေကျွန်တော်တို့နိုင်ငံသားတွေအတွက်အဆင်ပြေတဲ့ website တစ်ခုပဲဖြစ်တယ်အဲလုပ်ကြည့်လို့ရတယ်ကိုယ့်နိုင်ငံမှာကိုယ့်နိုင်ငံမြန်မာငွေနဲ့ပြန်ပြီးတော့ကိုယ့်နိုင်ငံအရောင်ငွေထုတ်လို့ရမယ်နေလည်းအများကြီးရှိတယ်ကျွန်တော်တို့လူလူမျိုးတွေအတွက် job demand ရှိတဲ့ website တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်အသိ ေးခြင်းတာပေါ့နော်အဲ့ဒါပြီးမှနောက်ပိုင်းကျွန်တော်ဒီအေဂစ်ဘလိုလေးတွေကောင်းကောင်းမွန်မွန်ဖန်တီးရလဲနော်ဘလိုအလုပ်သဘောတရားလေးတွေဘလိုရှိတယ်လဲဆိုတာလေးတွေကိုကျွန်တော်နောက်ပိုင်းဗီဒီယိုတွေမှာကိုပြ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 ဆုံးပြောနိုင်ဖို့ကြိုးစားပါဦးမယ်ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနော်အားလုံးကျေးဇူးတင်ပါတယ်